နင်းပိုင်တကောင်ကသူ့ပစက်ထဲမှာပင်လယ်မြောက်တကောင်ကိုတည်လာပြီးငါဖန်သမားတယောက်စီကိုလက်ဆောင်ဖြစ်ပေးအပ်လိုက်ပါတယ်ဒီမြင်ကွင်းကတကယ့်ကိုအံ့အားသင့်စရာကောင်းလွန်လာပါတယ်လွန်ခဲ့တဲ့ရက်ပိုင်းကပဲဒီငါဖန်သမားကငါဖန်ပိုက်ထဲမှာမိနေပြီးအသက်ရှင်ရေးကြိုးစားနေရတဲ့နင်းပိုင်လေးကိုတွေ့ရှိခဲ့တာပါအဲ့ဒါနဲ့သူကချက်ချင်းပဲကက်ကြီးနဲ့နင်းပိုင်ကိုပေါ်ကပိုက်ကွန်တွေကိုဖျက်တောက်ပြီးကယ်တင်ပေးခဲ့ပါတယ်ဒီလုပ်ငန်းစဉ်တစ်လျှောက်လုံးမှာနင်းပိုင်လေးကမခုခံခဲ့ပါဘူးအေးအေးဆေးဆေးပူပေါင်းကူညီခဲ့ပြီးငါဖန်သမားသူ့ကိုလွတ်အောင်ကယ်တင်နိုင်အောင်ခွင့်ပြုပေးခဲ့ပါတယ်နင်းပိုင်လေးကလွတ်မြောက်သွားတဲ့အခါမှာတော့အရန်ကိုပျော်ရွှင်သွားပြီး ငါဖန်သမားရဲ့လေပတ်လည်မှာပျော်ပျော်ရွှင်ရွှင်ရေကူးသွားလာကကျေးဇူးတင်တယ်လို့ပြောတယ်လို့မျိုးလုပ်ပြီးမှထွက်ခွာသွားခဲ့ပါတယ်။ဒါပေမဲ့ငါဖန်သမားအတွက်တော့ မကြခင်မှာပဲအံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်အဲ့ဒီလင်းပိုင်လေးပဲပြန်ရောက်လာပြန်ပြီးဒီတခါတော့သူ့ပစက်ထဲမှာပင်လယ်မြောက်ကြီးတကောင်ကိုတယ်လာခဲ့ပါတယ်သူကငါးဖန်းသမားလေးစီကိုကုခတ်လာပြီးဒီလက်ဆောင်ကိုဆက်တလိုက်တာပဲဖြစ်ပါတယ်ငါးဖန်းသမားကဒီလက်ဆောင်ကိုလက်ခံလိုက်တဲ့အခါလင်းပိုင်လေးကပျော်ရွှင်စွာနဲ့အတန်ပြုတ်လိုက်ပါသေးတယ်ချီချူးကုန်ပြုတ်နေတယ်လို့မျိုးပေါ့နောက်ဆုံးမှာတော့ဂျေဆုတင်ရှိချောင်းအထိမ့်မက်ဖြစ်ငါးဖန်းသမားတွေနဲ့အတောင်ပန်ချင်းထိပေးပြီးမှ ထွက်ခွာသွားပြန်ပါတယ်။နင်းပိုင်တွေကအံပွဲညာရင်မြင့်မာပြီးချစ်ခင်တက်တဲ့တတဝါတွေပဲဖြစ်ပါတယ်။ဒါ့အပြင်ကိုယ့်တက်ကိုကေတင်ဘူးသူကိုတူတက်နိုင်တာလေးနဲ့ဂျေစုပြန်ဆက်လိုက်တဲ့ပုံကမေတ္တာကအသွားပြန်ရှိရဆိုတာကိုတက်တေပြလိုက်တယ်လို့ပါပဲ။ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့တင့်မြမာကိုလိုက်ရန် follow လေးလုပ်ခဲ့ကြပါအောင်နော်။